ပါဠိစာပါနရိဇယသတင်းဌာနရဲ့နိုင်ငံတကာရေးရကဏ္ဍကနေကြိုဆိုပါရစ်ဒီအစီအစဉ်မှာတော့နိုင်ငံတကာနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုမြန်မာနိုင်ငံအရေးနဲ့နှိုင်းယှဉ်ပြီးရခိုင်သတင်းစင်ရဲ့ editor ဆရာဦးသိမ်းမောင်ကအဓိကဆွေးနွေးတင်ဆက်ပေးနေတာဖြစ်ပါတယ်ဒီတစ်ပတ်မှာတော့မေလ9ရက်နေ့မှာကြာရောက်တဲ့စာပေနိုဗယ်ဆုရှင်အိန္ဒိယနိုင်ငံရဲ့စာရေးဆရာကဗျာဆရာပကြီးဆရာတီးရေးဆရာတို့ဦးလဲဖြစ်တဲ့ Ravindranath Tagore ရဲ့မွေးနေ့ကိုဂုဏ်ပြုသောအားဖြင့် သူ့ရဲ့ဘဝအကြောင်း ရေးသားခဲ့တဲ့စာပေတွေအကြောင်းကိုဆွေးနွေးတင်ဆက်ဖို့ရွေးရှိထားပါတယ်။ပါလီစောပါဆရာပထမဆုံးအနေနဲ့ကတော့ကျမတို့ဒီတစ်ပတ်မှာရွေးရှိထားတဲ့အတကူရဲ့အာသူ့ရဲ့စာပေအကြောင်းတွေဘဝအကြောင်းတွေပေါ့နော်ဆိုတော့တကူဆိုလို့ရှိရင်တော့သူ့ကိုအနုပညာရှင်တယောက်စာပေ အာပညာရှင်တယောက်အနေနဲ့ကတော့လူသိများတယ်။ဒါပေမဲ့လည်းသူ့ရဲ့ဘဝဆက်ကြောင်းဆိုလို့ရှိရင်တော့သိတဲ့သူတွေလည်းရှိတယ်လို့မသိတဲ့သူတွေလည်းအများအပြားရှိနေသေးတယ်ပေါ့နော်။ဆိုတော့ပထမဆုံးအနေနဲ့ကတော့သူ့ရဲ့ဘဝအကြောင်းလေးနဲ့ပဲစပြီးဆွေးနွေးချင်ပါတယ်ရှင်။အဲဒီသူ့ရဲ့ဘဝဖြတ်တန်းခဲ့တဲ့ဘဝအခြေအနေလေးကိုအရင်ဆုံးဆွေးနွေးပေးပါအောင်ဆရာ။ဟုတ်ကဲ့။စာလီဇော်ပါ။အဲရာဘင်ဒရာနတ်တကူကို 1862ခုမေလ9ရက်နေ့မှာဒီဒလကတာမှာအဲ့ဒီတော့ဗြိတိရှ်အိန္ဒိယခေတ်ပေါ့ဗြိတိရှ်အိန္ဒိယဒလကတာမှာမွေးပါလေမွေးခြင်း73ရောက်ရှိတဲ့အထက်မှာသူကအငယ်ဆုံးအဲသူတို့အဖေကမြေပိုင်ရှင်တကူရရဲ့အဖေအဖေကမြေပိုင်ရှင်ကြီး the cause the god ဆိုတဲ့အဲ့ဒီနာမည်ကို၌ကအဲ့ဒါမြေပိုင်ရှင်လို့နာမည်ဒီအတိတ်ပဲရပါတယ်တဲ့ အဲ့ဒီကနေဆင်းသက်လာတာဒီတကိုးဆိုတာအဲ့လိုရသွားတာအဲ့လိုရခဲ့တာပေါ့နော်မရီနာလီနီဒေဝီလို့ခေါ်တဲ့အမျိုးသမီးနဲ့သူအဲသူအသက်22နှစ်လောက်အရွယ်မှာသူလက်ထပ်ဖြစ်တယ်ကလေး9ယောက်ရှိတယ်ပြောမယ်ဆိုလို့ရှိရင်တော့ဒီအသက်8နှစ်အရွယ်လောက်ကတည်းကစပြီးတော့ဒီအဲကြပြားတွေစပြီးရေးတယ်တဲ့ သူအဓိကရေးတာကတော့ဒီသူတို့ရဲ့အဓိက language ဘာသာဖြစ်တဲ့ဒီဘင်္ဂလီဘာသာကိုရေးတယ်ဘင်္ဂလီဘာသာနဲ့သူရေးတယ်သူဟာဒီဘင်္ဂလားစာပေခေတ်ဆန်းကာလလို့ပြောရမယ်ဘင်္ဂလီစာပေခေတ်ဆန်းကာလတခုလို့ပြောရမယ်ဒီအာဟိုစာပေါ့ဒီဘင်္ဂလီ renaissance ဘင်္ဂလီ renaissance ခေတ်ပေါ့အဲ့ဒါတကူထူထောင်ခဲ့တယ်လို့တော့ပြောလို့ရတယ်ဒါပေမဲ့အဲ့ဒီခေတ်မျိုးမှာသူကစာရေးတာ သူရဲ့ဒီဘိုးဇာပေါ်ကလောင်နာမည်ကဘိုးဇာပေါ်ဒီဘန်နုံစင်ဟာအဲအဲ့ဒီအတန်အတွက်နဲ့သူတို့အတန်အတွက်နဲ့ဘန်နုံစီဟာဘန်နုစီဘန်နုစင်မဟာကပြောမယ်ဆိုလို့ရှိရင်ဘန်နုတီဟာလို့ပြောတာဘန်နုတီဟာဆိုတာတီဟာဆိုတာရှင်တဲ့ဘန်နုဆိုတာနေမင်းကိုပြောတာဒီကျွန်တော်တို့ငယ်ငယ်တုန်းကတကြံစာတွေမှာဒီဟောစာပေါ်ဒီဘန်နုမရာဇာမြည်တော့တနင်းကနေဂျူမင်းဒီလက်တစ်ဖက်ကဘာလက်တစ်ဖက်ကဘာကိုကန်၍ ဘယ်တောင်းမှသည်ဘယ်တောင်းသူဝင်ဤအဲဒါကြောင့်စပါးဆန်ရင်ဘလို့ဖြစ်မယ်အဲ့တကြံစာမှာလို့အဲဘာနုဆိုတာအဲ့ဒါနေမင်းကိုပဲပြောတာဆိုတော့တကိုးရဲ့ကလောင်တံမေကဘာနုတိဟဆိုတဲ့အခါကျတော့နေရှင်တဲ့လို့ပဲပြောရမလားနေမင်းရှင်တဲ့လို့ပဲပါတာပြန်ရမလားမသိပါဘူးအဲ့လိုပဲပြန်ကြပါစို့ရဲ့အဲဒါတကိုးရဲ့ကလောင်တံမေတကိုးဟာအဲ့လိုနဲ့စာရေးတာဟာဒီ အဲ19ရာစုနဲ့20ရာစုမှာဖွဲ့ပြီးတော့နေသွားတဲ့လူပါလူမျိုးပေါ့ကျွန်တော်တို့လိုပေါ့အခုဒီ20ရာစုမှာမွေးတယ်ကြီးတယ်ဒါပေမဲ့21ရာစုမှာလည်းဆက်ပြီးနေနေတဲ့ရာစုနှစ်ခုကိုခွဲ့ပြီးနေတဲ့လူတွေပေါ့တကူကအဲ့လိုပြီးခဲ့တဲ့ရာစုမှာအဲ့လိုနေခဲ့တဲ့လူအဲသူဟာကြပြားဆရာစာရေးဆရာအာတချင်းရေးဆရာနောက်တစ်ခါလူမှုတော်လှန်ရေးတမား အတွေ့အခေါ်ပညာရှင်ပြဇတ်ဆရာအာတရားဆရာပကြီးဆရာအဲ့လိုတော်တော်ကိုအဲဘလူးကွန်လေးဘက်ပေါင်းစုမှာထူးချွန်တဲ့လူတယောက်ပါတကောကတော့တကောဟာစာပေနဲ့အမှုပညာနယ်ပယ်မှာအလင်းလင်းတောက်အောင် အောင်မြင်ခဲ့ပေမဲ့အောင်မြင်တဲ့အနေအထားရှိပေမဲ့တချို့သောအင်ထောင်ရေးအပိုင်းမှာတော့သူနည်းနည်း ကံမကောင်းတဲ့အပိုင်းတွေရှိခဲ့တယ်လို့ပြောရမှာပါစကရစ်1902ခုနှစ်နဲ့1908ခုကြာငါးနှစ်တာကာလအတွင်းမှာဆိုရင်အဲ1900နှစ်မှာသူဇနီးဆုံးတယ်အဲ့ဒါပြီးရင်အဲသူ့ရဲ့သမီးဆုံးတယ်သူ့အဖေဆုံးတယ်သူ့ရဲ့သားတဦးဆုံးတယ်ပြီးရင်ရှန်တီနီဂေတန်လို့ခေါ်တဲ့1900ခုနှစ်မှာစပြီးတည်ထောင်ခဲ့တဲ့ဒီဒီအမှုပညာတက္ကသိုလ်ကျောင်းမှာသူ့ရဲ့လက်ထောက်လုံး နေတဲ့သူတည်းဆုံးတယ်အဲ့လိုအဲ့ဒီဟာတွေနဲ့အများကြီးကြုံတယ်အဲ့ဒီနောက်ပိုင်းမှာတော့တကူဟာနိုင်ငံတကာကိုတော်တော်ခရီးထွက်ခဲ့ထွက်ခဲ့ပါတယ်အဲ့လိုနဲ့ဒီ1900 1973မှာတော့သူရဲ့အမြင့်ဆုံးဖြစ်တဲ့ဒီဆာဗေဆိုင်ယာနိုဘယ်ဆုကိုဥရောပတိုက်သားမဟုတ်တဲ့လူတွေထဲမှာပထမဦးဆုံးရခဲ့တာအာရှတိုက်ရဲ့ပထမဦးဆုံးနိုဘယ်ဆုရခဲ့တဲ့ပုဂ္ဂိုလ်ပေါ့ရာဗင်ဒရာနတ်တကူဟာအာသူသူနဲ့ဒီအဲ့ဒီ ဟုတ်ကြပေါ့ဒီဒီခစ်ပြန်နေကတော့ဂျပန်ကဘီရင်ကြီးမေဂျီတို့အဲသူနဲ့ခစ်ပြန်နေပေါ့အာဟိုင်းကဘီရင်ကြီးဒီဗရာမဟာလို့ခေါ်တယ်ဒီချူလာလောင်ကွန်ဘီရင်ကြီးတို့ရခိုင်ကဆိုရင်တချေကြီးဥရဲကျော်သူတို့အာအမေရိကကဆိုရင်ဒီသမ္မတထက်ဂျီရူးဇဗယ်တို့ဇာယင်ဆရာကြီးအိုဟင်နရီတို့ great breeding ကဆိုလို့ရှိရင်ဒီဆာဝင်းစတန်ချာချီတို့ဝန်ကြီးချုပ်ဒါသူနဲ့ခစ်ပြန်နေပဲ အဲ့ဒီ16ရာစုမှာမွေးတဲ့ပြီး20ရာစုမှာလည်းနေတော့တဲ့အဲ့ဒီသူနဲ့ခေတ်ပြန်နေပေါ့အဲ့လိုတကောဟာဒီအာဒီ1940တခုအောက်ဂတ်လ9ရက်နေ့အသက်80မှာအာသူဆုံးသွားခဲ့ပါတယ်ဒါကတော့ဒီတကောရဲ့အာဘဝအကျဉ်းနဲ့ဖြတ်တန်းမှု အကျဉ်းပါပဲဟုတ်ကဲ့ပါဆရာဆိုတော့အာ သူဆိုလို့ရှိရင်ဒီစာပေပညာမှာထူးချွန်ရုံသာမကပဲဒီကပကြီးစရာတွေလည်းဖြစ်တယ်။နောက်လူမှုရေးအာပြောင်းလဲတဲ့အတွေ့အခေါ်ဆိုင်ရာပေါ့နော်။ပညာရှင်တယောက်လိုပဲပြောရမှာပေါ့နော်။ဆိုတော့သူရဲ့သူရေးခဲ့တဲ့စာပေတွေသူရေးဆွဲခဲ့တဲ့ပကြီးတွေပေါ့နော်။နောက်ပြီးတော့ဒီအာသူရဲ့အာသူအတေးရေးစရာလည်းဖြစ်တော့သူရေးဆက်ခဲ့တဲ့အာသရှင်းတွေပေါ့နော်။ဆိုတော့ဒီဟာတွေကရော လူထုအပေါ်မှာဘလောက်ထိ အကျိုးသက်ရောက်မှုရှိလဲနောက်တစ်ခုကသူ့ရဲ့ဘဝဖြတ်တန်းပုံနဲ့သူ့ရဲ့ဒီအဲစာပေတွေအနုပညာတွေပေါ့နော်ဒီဟာတွေကရောဘလောက်ထိအာရှိဆက်မှုရှိနေလဲပေါ့နော်ဘလို့သက်ရောက်မှုတွေရှိနေလဲပေါ့ဒီဟာလည်းသိချင်ပါတယ်ရှင်ဟုတ်ကဲ့တဆိုးကဒီတပြားဆိုရင်ပုတ်ရေပေါင်း2000ကျော်လောက်ရေးခဲ့တယ်လို့ကျွန်တော်မှတ်တမ်းတစ်ခုမှာသွားတွေ့တယ်အချင်းတွေလည်းအများကြီးရေးခဲ့တယ် အဲ့ဒီမှာသူ့ရဲ့အထင်ရှားဆုံးအာလက်ရာတွေဒါမှမဟုတ်လူတွေအတိအမှတ်ပြုအဲ့ဒီလိုရေးအများကြီးရေးခဲ့တဲ့ဒီဒီဒီ product တွေထဲမှာအဓိကလူတွေအတိအမှတ်ပြုခံရတာခံရတဲ့ဒီဒီဒီသူ့ရဲ့ထုတ်ကုန်တွေထဲမှာသူ့ရဲ့စာရေးဒီကြပြာတို့ဝတ္ထုတို့တခြင်းတို့ထဲမှာလူတွေအများဆုံးအတိအမှတ်ပြုခံရတာကတော့ဒီ vitangeli ပေါ့ ဒီတန်ဂျလီဒီတန်ဂျလီဆိုတာကျွန်တော်တို့လို့ပြောမယ်ဆိုလို့ရှိရင်ဟိုလာလို့ပြောမယ်အင်္ဂလိပ်လို့ဘာသာပြန်ထားတာကိုပြန်ပြီးပြောရင်တော့ taste နဲ့လို့ပဲပြောရမှာပါအတိတ်ပဲကတော့အာငါဟာဒီကဘာမြေကြီးကိုတချင်းစုဖို့ရောက်လာခဲ့တာဖြစ်တယ်တဲ့ taste နဲ့ဆိုလေအဲ့ဒီဒီတန်ဂျလီကိုသူရေးတာအဲ့ဒီဒီတန်ဂျလီကိုအင်္ဂလိပ်လို့ဘာသာပြန်တာနဲ့ပဲသူ Nobel ဆုရတာ သူ노벨ဆုကိုအဲ့ဒီဂီတန်ဂျလီကိုဘာသာပြန်တာနဲ့သူရတာဒီစာပေဆိုင်ရာ노벨ဆုအာ literature ဆုကိုနောက်တစ်ခါသူ့ရဲ့ DDD အထင်ရှားဆုံးလက်ရာတွေထဲမှာနောက်တစ်ခုကတော့ Gary Byri Gary Byri လို့ခေါ်တာအဲအင်္ဂလိပ်လိုကတော့ The Home and the World လို့အဲသူဘာသာပြန်ထားရယ်အ The Home and the World ကဒီလိုကျွန်တော်မြင်တာကတော့ The Home and the World ကိုကျွန်တော်ကြည့်ကြည့်တာကျွန်တော်မြင်တာကတော့ဟိုအတွင်းနဲ့အပြင်လို့ပဲ ဟိုပြောရမှာပါအဓိကသူအဲ့ဒီမှာပါလဲဆိုတော့ဒီကုကိုတန်ရဲ့တိုက်ပွဲအဲ့ဒီ Carry Bay မှာသူရေးထားတာကတော့ The Home and the World မှာကတော့သူကိုတန်ရဲ့တိုက်ပွဲကဘာတိုက်ပွဲလဲဆိုတော့သူကဒီဥရောပမှာဒီဒီလန်ဒန်အင်္ဂလန်မှာလည်းသူကဒီပညာသွားသင်ခဲ့တဲ့လူအေးဒီကျွန်တော်တို့ဒီအမေရိကမှာလဲလာပြီးတော့သူနေခဲ့ဘူးတဲ့ဒီဒီဒီကျွန်တော်နေတဲ့ Illinois မှာပဲတိုက်တိုက်ဆိုင်ဆိုင် အီလီနိုက်တောင်ပိုင်းဒီအဗာနာရှမ်ပိန်းလို့ခေါ်တဲ့ဒီအီလီနိုက်ကဒီတက္ကသိုလ်မှာသူလာသူနေသွားတာဒါဆိုရင်အဲ့ဒီကမှာပဲ PhD ယူတာဆိုတော့အာအဲ့ဒါနဲ့ပြောချင်တာကတော့ तू ကနီဒီဂရီဘယ်ရီမှာ तू အဓိကခြင်မုံတင်ပြတာကတော့ तू ကိုယ်တိုင်ရဲ့တိုက်ပွဲဖြစ်နေတာ तू ကိုယ်တိုင် तू အထက်ထဲမှာဝီရောဒီဖြစ်နေတာအဲ့ဒါကဘာလဲဆိုတော့ तू ကဒီအနောက်တိုင်းအတွေးခေါ် အနောက်တိုင်းအတွေ့အခေါ်အယူအဆကိုလိုက်လာလိုက်ဒီဒီလစ်လာလိုက်စားတဲ့ဒီတကိုးဟာတစ်ချိန်တည်းမှာပဲအဲ့ဒီကိုဆန့်ကျင်တဲ့ revolution ချစ်နေတယ်သူ့အထယ်ထဲမှာသူကအနောက်တိုင်းအတွေ့အခေါ်အယူအဆတွေကိုလစ်လာလိုက်စားတဲ့အနောက်တိုင်းစာပေတွေကိုဖတ်ဖြစ်တယ်အဲတစ်ချိန်တည်းမှာပဲဒီအဲ့ဒါကိုတွန်းလှန်တဲ့တွန်းလှန်တဲ့ပိုက်ပွဲတစ်ခုသူ့ရင်ထဲမှာဖြစ်တည်နေတယ် အရှင်တဲမှာပဲအဲ့ဒါကိုပြန်ပြီးဆန့်ကျင်နေတယ်နောက်တစ်မျိုးပြောရင်အဲ့ဒီအယူအဆနှစ်ခုကြားမှာအဲ့ဒီအခံစားချက်နဲ့အာလက်တွေ့ဘဝဖြတ်သန်းနေတာနဲ့ယင်ထဲမှာဖြစ်တည်နေတဲ့ဒီဒီဆန်တန်းမွန်နှစ်ခုကြားမှာတိုက်ပွဲဖြစ်နေတဲ့ဟာကိုသူဖော်ပြထားတာဒီဒီ Gary Barry မှာအဓိကကတော့အာအဲ့ဒီ Gary Barry အဲ့ဒီမှာ အဲတကူအဲ့လိုသူ့ရဲ့တိုက်ပွဲကိုခေါ်ပြတယ်။ဂါရီဘိုင်ရီပြီးတော့နောက်တကူဟိုးစာဖြစ်တဲ့နောက်တစ်ခုကတော့ဒီတကူရဲ့အနောက်အထင်ရှားဆုံးနောက်လက်ရာတစ်ခုကတော့ပရာတာဘာဂျာဘီဂတာလို့ခေါ်တဲ့တခြင်းအဲ့ဒီတခြင်းကနောက်ပိုင်းမှာဘလူဖြစ်သွားလဲဆိုတော့အဲ့ဒီတခြင်းကအပိုက်၅ဘိုက်ပါတယ်။အဲ့ဒီတခြင်းပါ။အဲ့ဒီအပိုက်၅ဘိုက်မှာပထမဘိုက်ကို ဂျမပိုက်ဟာအိန္ဒိယနိုင်ငံရဲ့အမျိုးသားတစ်ချင်းဖြစ်လာခဲ့တယ်။ဂျန္ဒာဂါနာမာနာဆိုပြီးတော့အဲ့မှာအိန္ဒိယဂျန္ဒာဂါနာမာနာဆိုပြီးအဲ့မှာအိန္ဒိယပြောကြမှာဒီဒီအဲ့ဒီဒါကသကိုးရဲ့ဒီဒီဒီပရာတာဘာဂျာဘီဂတာထဲကနေပထမပိုက်ကိုယူပြီးတော့ယူတိုက်တာအဲ့ဒါအိန္ဒိယနိုင်ငံရဲ့အမျိုးသားတစ်ချင်းဖြစ်လာခဲ့တယ်။အာနောက်တစ်ခါ အဲ့လိုပဲတစ်ချိန်တည်းမှာပဲဒီဒီအာမချိုနာဘင်္ဂလာဆိုတဲ့သူရဲခဲ့တဲ့နောက်တစ်ချိန်တပုတ်ကျွန်တော်ရဲ့ရွှေဘင်္ဂလာပေါ့ရွှေရောင်လွှမ်းတဲ့အာဘင်္ဂလာမိခင်ဘင်္ဂလာကိုအတွက်ယဒုကပြတပုတ်သူရဲခဲ့တာအဲ့ဒါအာမချိုနာဘင်္ဂလာဆိုတာအဲ့ဒါအဲ့ဒါလေဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အမျိုးသားတခြင်းဖြစ်လာခဲ့တယ်။ရှင်းပြောရင်တကိုးရေးခဲ့တဲ့တခြင်း နေထဲမှာနှစ်ခုနှစ်ပုတ်သောတခြင်းတွေဟာတပုတ်ဟာအိန္ဒိယနိုင်ငံရဲ့အမျိုးသားတခြင်းဖြစ်လာပြီးတော့နောက်တစ်ပုတ်ကဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အမျိုးသားတခြင်းဖြစ်လာခဲ့တယ်ဆိုလိုတာအဲ့လောက်ထိအစွန်းထက်တယ်တကူရဲ့လက်ရာကနိုင်ငံတွေကအမျိုးသားတခြင်းလို့အတိမတ်ပြုခံရလောက်အောင်ဒီဒါစွန်ပကကြီးမာရေပေါ့နော်အာအဲ့ဒါကအာတကူရဲ့တခြင်းတွေနောက်တစ်ခုကနောက်ထင်ရှားတဲ့ဝတ္ထုတပုတ် ကတော့တကူရေးခဲ့တဲ့ဝတ္ထုတွေအများကြီးတဲမှာအာတပုတ်ကတော့ဂိုရာလို့ဆိုတဲ့ဝတ္ထုအဲ့ဒီဂိုရာအဲမှာဆိုလို့ရှိရင်နိုင်ငံရေးနဲ့ဘာသာရေးတွေးအခေါ်တိုက်ပွဲတွေကိုသူတင်ပြသွားတာဒီဂိုရာအဲမှာဆိုလို့ရှိရင်ပြီးရင်ဒါသူရေးခဲ့တဲ့ဝတ္ထုတွေအားလုံးတဲမှာအရှည်ဆုံးပဲတဲ့ဂိုရာကဂိုရာဟာအရှည်ဆုံးဝတ္ထုအာ the longest story လို့ပြောတယ်ဒီဒီ အဲ့ဒီအဲမှာကဒီလွတ်လပ်မှုတို့ဒီဒီအာ liberation universalism ဒီဒီအာစัจ java လာအာဉာဏ်မအပိုင်းတွေညီရင်ကိုလိုချစ်ခင်မဲ့ဘောတရားတွေကြားမဒန်းသူရေးတွေအာနောက်တစ်ခါဒီဇတ်စနစ်တွေအစင်အလာတန်ဖိုးနဲ့ဒီခစ်မီနှစ်ခုကြားကတိုက်ပွဲတွေအာဇောဂါဂါရီဘိုင်လိုဘောနောက်တစ်ခါဒီကိုလိုနီဝါဒတမားတွေနောက်တစ်ခါဒီ မြို့ကြီးသားနဲ့တော်လက်လက်သမားတွေကြားကတွေ့အခေါ်နဲ့အယူအဆပိုင်းပေါ်ဟမှုတဘာဝတွေအမျိုးသားရေးတွေဒါတွေအကုန်လုံးကိုရှင်မှုတင်ပြသွားတာဒီဟာဒီဒီပိုရာထဲမှာဆိုတော့ဒါကျွန်တော်တကိုးရဲ့ဒါဒါသိမှတ်ပြုခံရတဲ့လက်ရတွေကတော့အများဆုံးအများကြီးပါပဲဒါပေမဲ့ဒီကျွန်တော်ခုပြောခဲ့တာတွေကတော့တကယ်ထိတ်တန်းအာသူ့ရဲ့ဒီအသိမှတ်ပြုခံရတဲ့ ကဘာကလည်းဒီအခုနကလို့ဝီရောဒီဖြစ်စေတဲ့အတွေးခေါ်အယူဆတွေနောက်တစ်ခါဒီညင်းချမ်းရင်းကိုဖြစ်တည်စေတဲ့လူသားပဒါနဝါဒတွေနောက်တစ်ခါလူသားအချင်းချင်းချစ်ကြည်ရင်းနှီးမှုတွေအပြန်အလှန်အတိအမှတ်ပြုမှုအပြန်အလှန်လေးစားမှုတွေကိုခေါ်ကျူးတဲ့သူ့ရဲ့ဒီအာလက်ရတွေသူ့ရဲ့အရေးအတာတွေအဲ့ဒါတွေကိုပဲဘာကအမှန်လေးနဲ့စွာကလေးတစားအတိအမှတ်ပြုခဲ့တာပါတကူရဲ့လက်ရတွေကို